โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အတိကငလင်နဲ့ပတ်သက်ပြီးတော့ဗောနော်ဆောင်ရယ်ရှောင်းရယ်လေးဒီနေ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကလူတွေကောဂျပန်နိုင်ဂျပန်နိုင်ငံမှာရှိနေတဲ့မြန်မာတွေအတွက်ကောဗောနော်ဘုဟုတ္တအနေနဲ့မျှဝေပေးဖို့အတွက်ဒီဗီဒီယိုလေးကိုဖန်တီးတာပါအဲဒီနေ့ကဧပြီလ1ရက်နေ့ပါဧပြီလ1ရက်နေ့ညနေ6:00ခွဲ ဝင်ကျင်လောက်ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်လိုက်တာပါရိုက်ရတဲ့အကြောင်းလည်းရှိပါတယ်အမှန်ကျွန်တော်အာဒီဗီဒီယိုရိုက်ဖို့အစီအစဉ်လည်းမရှိပါဘူးကိုယ့်အကူ no stop မှတ်ထားတာပေါ့လေကိုယ့်အကူကြိုတင်ပြင်ဆင်ဖို့အတွက်မှတ်ထားရင်းနဲ့အဲမြန်မာနိုင်ငံကလူတွေအတွက်ကောပေါ့နော်ကျွန်တော်တို့ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတယောက်နေနဲ့ကိုယ့်နိုင်ငံပြည်တွင်းမှာရှိနေတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေအတွက်ဘာလီလှုပ်ပေးနိုင်မလဲဆိုပြီးတော့ပေါ့နော်စဉ်းစားပြီး ိုလှုပ်ပေးနိုင်တဲ့အနေအထားတစ်ခုကိုပေါ့နော်လှုပ်ပေးနိုင်ဖို့အတွက်စူးစမ်းပြီးတော့ဒီဗီဒီယိုလေးကိုရိုက်ပြီးတာဖြစ်ပါတယ်။အဒီဗီဒီယိုကမြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိမြန်မာနိုင်ငံမှာငလင်ဘေးကိုစိုးရိမ်နေတဲ့သူတွေအတွက်လည်းဖြစ်တယ်လို့အခုလက်ရှိဂျပန်မှာလည်းကျွန်တော်တို့ငလင်သတင်းတွေရှိနေပါတယ်။အဲဒီဂျပန်နိုင်ငံကဂျပန်နိုင်ငံရောက်မြန်မာတွေအတွက်လည်းအဲလီလာဖို့အတွက်တည်ထားဖို့အတွက် ဗီဒီယိုလေးရိုက်ပေးခြင်းဖြစ်ပါတယ်။အဲလောလောဆယ်ကျွန်တော်လွန်ခဲ့တဲ့3ရက်ပေါ့ဒီငလင်စားဖြစ်တဲ့နေ့အမတ်လ28ရက်နေ့ထဲကကျွန်တော်အဲနည်းနည်းနေမကောင်းဖြစ်နေတာပါ။ဒါပေမဲ့အခုအတင်းပြီးတော့ကျွန်တော်ဗီဒီယိုလေးရိုက်ပေးပါတယ်။အတန်လေးကနည်းနည်းအဲနာတန်လေးပေါက်နေတော့နည်းနည်းခွင့်လို့ပြီးတော့နားဆင်ပေးပါအဲကျွန်တော်ဒီငလင်ပေါ့နော်ငလင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲတိထားမှလေးရှိပါတယ်ဗီဒီယိုရမ်းရှည်ွားမှာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော် အကျဉ်းချုပ်လေးအဓိကပြောမယ်ပေါ့နော်အဓိကချက်လေးတွေကိုပြောပြောချင်တာပါအဲ့တော့ငလင်ကကျွန်တော်တို့ကြိုတင်ခန့်မှန်းလို့မရပါဘူးဘယ်ချိန်ဖြစ်မယ်ဘယ်နေရာမှာဘယ်လိုဖြစ်မယ်ဆိုတာကိုအတိအကျကြိုတင်ခန့်မှန်းလို့မရပါဘူးအအလွန်ဆုံးခန့်မှန်းနိုင်သူစက္ကန့်ပိုင်းမိနစ်ပိုင်းပဲခန့်မှန်းနိုင်ပါတယ်ဥပမာကျွန်တော်တို့တဘာဝဘီရဲ့နေရာဒီထဲမှာဆိုရင်ဥပမာပေါ့မုံတိုင်းဆိုပါဆိုမုံတိုင်းဆိုရင်ကျွန်တော်တို့ဘယ်ချိန်မှာဘယ်နေရာမှာအဲမလေတိုက်နှုံးဘလောက်နဲ့ဝင်မယ်ဆိုတာအစကျွန်တော်တို့အတိအကျခန့်မှန်းလို့ရတယ် ဥပမာမြန်မာနိုင်ငံမှာဆိုကျွန်တော်ဥပမာအာကပလီပင်လယ်မှာမုန်တိုင်းလေမုန်တိုင်းတစ်ခုဖြစ်နေပြီဆိုရင်အဲ့ဒီလေမုန်တိုင်းကမြန်မာနိုင်ငံဘယ်ဒီသားကိုဘယ်ချိန်မှာဝင်ရောက်နိုင်တယ်ဆိုပြီးတော့အတိအကျခန့်မှန်းလို့ရတယ်။မင်္ဂလာပင်လယ်မှာမုန်တိုင်းဖြစ်နေပြီဆိုရင်ဘယ်ဒီသားကိုဝင်ရောက်မယ်ဆိုတော့ကျွန်တော်မိုးလေဝသပညာရှင်တွေခန့်မှန်းလို့ရတယ်။ဒါပေမဲ့ဒီသဘာဝဘေးရန်တွေထဲမှာငလင်းဆိုတာကခန့်မှန်းလို့အတိအကျခန့်မှန်းဖို့ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။အဲ့တော့အခုကမ္ဘာပေါ်မှာဆိုရင်အာ ဂျပန်တို့ထိုင်ဝမ်တို့မက္ကဆီကိုတို့ပေါ့နော်ငလင်းအများဆုံးလှုပ်တဲ့နိုင်ငံတွေကဒီပညာရှင်တွေတောင်မှအခုအချိန်ထိအစစ်အမြေဆုံးဤပညာနဲ့ခံမှန်းရင်တောင်မှစက္ကန့်ပိုင်းမိနစ်ပိုင်းတွင်ပဲငလင်းကကြိုတင်ပြီးတော့သိလို့ရပါတယ်နော်အဲအဲ့တော့ကြောင့်မလို့အခုဒီနေ့ကျွန်တော်ဧပြီလတရက်နေ့မှာပေါ့နော်ဒီမှာသတင်းတွေတက်နေတယ်အများကြီးပဲကျွန်တော်တို့ဘကိုးတို့ဟာလာဇဂိုင်းတို့မှာငလင်းနေပြည်တော်တို့မှာထပ်ပြီးတော့ငလင်းအကြီးတွေထပ်လှုပ်မယ်ဆိုပြီးတော့ ဟိုတည်င်းတွေအများကြီးတက်နေတယ်ပေါ့နော်အဲ့အတွက်မြန်မာလူမြန်မာနိုင်ငံလူတွေကလည်းအယံဖန်နေဖြစ်တယ်ပေါ့နော်တခုခုဆိုရင်အာတေချာစဉ်းစားဖို့အတွက်ဟိုအရှိမလဲဟိုကြောက်စရာကြီးကိုဖြစ်ခဲ့တာဟုတ်အဲ့အတွက်အယံကြီးကိုစိုးရိမ်နေတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အဲဒီနေ့ငလင်းနဲ့ပတ်သက်ပြီးတော့တိထားတဲ့ဘဟုသုတလေးတွေပေါ့နော်ငလင်းအာမလုတ်ခင်မှာကျွန်တော်တို့ဘာတွေဘာတွေကြုံတင်ပြီးတော့ပြင်ဆင်ထားလို့ရလဲပေါ့နော်။နောက်ငလင်းလှုပ်နေတဲ့အခါမှာကျွန်တော်တို့ဘာတွေလုပ်လို့ရလဲ။ ငလင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဘာတွေလုပ်မလဲပေါ့နော်အဓိကအဲ့ဒီအပိုင်း၃ပိုင်းကိုကျွန်တော်ဒီနေ့ထိထိမိမိလေးပြောပြကြင်ပါတယ်အဲ့တော့ဗီဒီယိုရမ်းရှည်သွားမှာဆိုတဲ့အတွက်ကျွန်တော်မြန်မြန်လေးသွားအောင်နော်အဲ့တော့ငလင်ကိုကျွန်တော်ကြိုတင်ကာကွယ်ဖို့အတွက်ကြိုတင်ပြီးတော့ဘာတွေပြင်ဆင်ထားလို့ရလဲပေါ့နော်လက်ရှိအနေထားမှာပေါ့နော်လက်ရှိအားလုံးငလင်ဘယ်ချင်လှုပ်မလဲဆိုတာမသိတော့အားလုံးကြောက်နေမြဲကြောက်နေမဲ့အစားကျွန်တော်တို့ဘာတွေကိုဘာတွေကြိုပြီးတော့လှုပ်ထားလို့ရလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောပြကြင်ပါတယ်အဲ့အဓိက အကြံပေးချင်တာကရေးပေါ်အိတ်ပေါ့နော် emergency bag လေးကိုကျွန်တော်တို့လုတ်ထားစီခြင်းပါတယ်ဒါအရန်အရေးကြီးပါတယ်တစ်ချိန်ကျရင်အရန်အသုံးဝင်လာပါလိမ့်မယ်အဲ့တော့ဒါကတော့ဘယ်သဘောဘီးရဲ့နေရာပဲဖြစ်ဖြစ်ပေါ့နော်အရန်အရေးကြီးတယ်အဲ့တော့အရေးပေါ် bag ထဲမှာဘာတွေကျွန်တော်တို့ထည့်ထားရမလဲဆိုရင်ကိုယ့်ရဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေအမှမှတ်ပုံတင်လို့လိုမျိုး passport တို့လိုမျိုးနောက်အင်တာဆူးစင်းတွေလိုပေါ့နော်အဲ့ဒီဟာတွေနောက်ပြီးတော့စေဝါးတွေပေါ့နော်စေဝါးဆိုတဲ့နေရာမှာ အဲတကြီးရွယ်ဦးတွေဆိုရင်တောက်နေကြဆေးတွေရှိတယ်เนาะယောဂရှိတဲ့သူတွေပေါ့เนาะမနှလုံးယောဂတခြားယောဂခံပေါ့เนาะရှိတဲ့လူတွေဆိုရင်အာဒီတောက်နေကြဆေးဝါးတွေပေါ့เนาะနောက်ပြီးရင်အဒံယာအတွက်ပေါ့เนาะအသုံးဝင်မဲ့ဆေးမှာသွေးတိတ်ဆေးလိုတာအပူကြဆေးစသဖြင့်ပေါ့အများကြီးပေါ့เนาะရှိတယ်ပေါ့เนาะအဲ့လိုကို့အတွက်အသုံးတည့်မဲ့ဆေးတွေနောက်အရက်ပြန်လိုမျိုးတွေပေါ့เนาะဒါတွေထည့်ထားရမယ်အိတ်ထဲမှာပေါ့เนาะနောက်ရေဘူးပေါ့เนาะရေဘူးဆိုတဲ့နေရာမှာကျွန်တော်တို့အာ2လီတာဘူးလောက်ဆိုရင်လုံလောက်တယ်လို့ပြောကြပါတယ် အရင်ဟိုရည်ဒီအများကြီးလက်တည်စရာမလိုဘောနော်အဲ့တော့တကယ်တကယ်ရေးဖို့ဖြစ်တဲ့အခါမှာရည်ဒီနဲ့တင်လွေးကြလေးနေတာလည်းဖြစ်တတ်တယ်အဲ့တော့ရည်ဘူး2လီတာဘူးလောက်ဆိုရင်အဆင်ပြေပါတယ်နောက်ပြီးတော့မုတ်အချောက်လေးတွေပေါ့နော်အတင်စားလို့ရတယ်မုတ်အချောက်လေးတွေနောက်ငွေသားနှင်းငယ်ပေါ့နော်ငွေသားလေးတွေထည့်ထားမယ်နောက်အဓိကဓမီပေါ့နော်ဓခဲနဲ့သုံးရတဲ့ဓမီနောက်ပြီးရင်ကိုယ့်ရဲ့ဖုန်းပေါ့နော်ဖုန်းနေပါတယ်အဲ့ဒါလေးတွေထည့်ထားပါနောက်တစ်ခုကကြတော့အဲဆိုင်ကယ်အိုးထုတ်လိုမျိုးမာကြောတဲ့ဥကောင်းကာကွယ်နိုင်တဲ့ အရာတွေပေါ့ဆိုင်ကယ်အိုးထုတ်ဂျပန်မှာဆိုစပိန်အိုးထုတ်တွေလည်းရှိတယ်ပေါ့နော်အဲ့လိုဥကောက်ကိုကာကွယ်နိုင်တဲ့အရာတွေနောက် max တီနောက်အနာကပ်ပလာစတာတွေပတ်တီးတွေနောက်ဟိုအစေးထဲအနာတဲကိုထည့်တဲ့ဈေးတွေပေါ့နော်စသဖြင့်ဒါလေးတွေပါအိတ်ထဲမှာအစင်သစ်ကြိုတင်ပြီးတော့ထည့်ထားစီကျင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ခုနကတော့ဓခဲသုံးဓမီလို့ပြောတယ်ဘာလို့ဆိုဓမီဆိုတဲ့နေရာမှာ အာရိုးရိုးလျှက်စင်အာသွင်းဓမီလည်းရှိတယ်အာသွင်းဓမီဆိုတာကကြတော့သူအကောဝိုင်းကိုဝါနိုင်တယ်ပေါ့နော်အဲ့တော့ဓခဲရောဓမီရောပေါ့နော်ဓခဲနဲ့တုံးလို့ရတယ်ဓမီဆိုရင်ပိုအဆင်ပြေမယ်လို့ထင်ပါတယ်နောက်ပြီးတော့ပေါ့ဘန်နေအာသွင်းကျိုးတွေနောက်မီဂျစ်ပြီးရင်ဓာတ်တွေကက်ကြီးတွေပေါ့နော်စပြင်ဓာတ်တွေကက်ကြီးတွေကတော့ရိုင်းတော့ရေးမကြီးဘူးပေါ့နော်ဒါပေမဲ့လိုအပ်မေရပေါ့နော်အထည့်ထားတာပိုကုတ်ကုတ်တွေပိုပြီးတော့အဆင်ပြေမယ်ပေါ့နော်စသဖြင့်ခုနကကျွန်တော်ပြောခဲ့ကျွန်တော်ပြောခဲ့တဲ့ပစ္စည်းတွေပေါ့နော်အဲ့တွေကနေပြီးတော့မှာ အာကို့အတွက်လိုအပ်မဲ့ထင်တဲ့ပေါ့နော်အဓိကအရေးကြီးပြီးလိုအပ်မဲ့ထင်တဲ့အရာတွေကိုပဲအိတ်ထဲမှာထည့်ထားစီကျင်ပါတယ်တခြားကျွန်တော်မပြောခဲ့တဲ့အရာတွေမှာကို့အတွက်လိုအပ်မဲ့ထင်တဲ့အရာတွေမှန်သမျှကိုအရေးပေါ်ဖိတ်ထဲမှာထည့်ထားကျင်ပါတယ်ထည့်ထားစီကျင်ပါတယ်ဘာလို့လဲဆိုတော့အရေးပေါ်ဖိတ်ဆိုတာကကိုတကယ်တကယ်ဖြစ်လာပြီးအရေးကြောင်ဖြစ်လာပြီးဒီအိတ်ကိုလွယ်ပြီးတော့ပြေးရမယ်ဆိုရင်ဒီအိတ်ထဲမှာဟိုမလိုဘဲနဲ့ပေါ့နော်အရင်ကြီးအရေးမကြီးတဲ့ပစ္စည်းတွေပါနေမယ်ဆိုရင်လေးတွေတဲ့ခါမှာကိုပြေးရလွှားရတာမျိုးခက်ခဲကြီးလည်းရှိနိုင်တယ်ပေါ့နော် ဲ့တော့ကြောင့်မလို့အဓိကအရေးကြီးတဲ့အရာလေးတွေကိုယ့်အတွက်ပေါ့နော်အရေးကြီးတဲ့ထင်မဲ့အရာတွေကိုကိုယ့်ရဲ့နေရာဒေသအပေါ်မူတည်ပြီးတော့ထည့်ထားစေချင်ပါတယ်နောက်တစ်ချက်ကသတင်းအမှားတွေမဖြတ်မိဖို့ရန်ရေးကြည့်ပါတယ်နော်ပြီးတော့သတင်းအမှန်ကိုနားဆွင့်နေရမယ်ပေါ့နော်တိကျတဲ့ခိုင်လုံတဲ့သတင်း source ကနေလာတဲ့သတင်းကိုနားဆွင့်နေဖို့ရေးကြည့်ပါတယ်ပြီးရင်ပန်းတဲ့အရန်မဖြစ်ပါနဲ့အရန်ကြီးမလောပါနဲ့ပေါ့နော်အရန်လောတဲ့အခါမှာကျွန်တော်တို့အမှားတွေအများကြီးလုပ်တတ်တယ်ပေါ့နော် နောက်တစ်ခုကကြတော့အဲကိုယ့်ရဲ့လက်ရှိနေတဲ့အိမ်နေအိမ်ကိုယ့်ရဲ့အဆောက်အဦကခိုင်လုံမှု ရှိမရှိပေါ့နော်အဲ့ဒါလေးတစ်ချက်စစ်ဆေးရပါမယ်ပြီးတော့ဟိုလွန်ခဲ့တဲ့ရက်ကဒီလှုပ်ခဲ့တဲ့ငလင်တန်ကြောက်ပေါ့နော်ကိုယ့်အိမ်ကဘာတွေပျက်စီးယိုယွင်းသွားလဲပေါ့နော်ဘလို့အဲမအကွဲချောင်းတွေရှိလားရှိလားပေါ့နော်ဒါတွေကိုကြိုတင်ပြီးတော့စစ်ဆေးထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့အခုဆိုရင်ကျွန်တော်မီးတွေလည်းပြတ်တယ်ပေါ့နော်အဲ့တော့မီးလာတဲ့နေရာတွေလည်းရှိမယ်အဲ့တော့မီးလာတဲ့အချိန်မှာကိုယ့်ရဲ့ဖုန်းတွေပါဝါဘန့်တွေ ။နောက်အာသွင်းလို့ရတဲ့ပစ္စည်းမှန်တယ်မြတ်။အာအပြည့်သွင်းတာအပို့ပြီးတော့စိတ်ချရပါတယ်နော်။ပြီးရင်ကိုယ့်ရဲ့ဖုန်းထဲမှာငလင်းသတိပေးတဲ့ app အလန် application လေးတွေရှိလိမ့်မယ်။အဲ့ဒါလေးတွေလည်းထည့်ထားပါ။အဲတချို့ဖုန်းတွေဂျပန်မှာဆိုရင်တော့ application မထည့်လဲသူကြိုပြီးတော့မြည်တယ်ပေါ့နော်။တမနေ့နှစ်မိနစ်အလုံးမှာကြိုမြည်တယ်ပေါ့နော်။အဲ့တော့မြန်မာနိုင်ငံမှာတော့ Android ဖုန်းတွေပါတယ်ဆိုရင်ကျွန်တော်တို့ထည့်ထားဖို့အတွက်အကြံပြုပါတယ်။အေးဒါငလင်းမလောက်ခင်ကျွန်တော်ကြိုတင်ပြင်ဆင်တဲ့အပိုင်းပေါ့နော်။ ဟုတ်ပြီငလင်လှုပ်နေတဲ့အခါကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့ဘာပဲပြောပြောကျွန်တော်တို့အဲဘလောက်ပဲကြိုတင်ပြင်ဆင်တာပြင်ဆင်တာပေါ့နော်တကယ်တကယ်ကြောက်စရာကောင်းတဲ့ငလင်လှုပ်လာပြီဆိုရင်ကျွန်တော်တို့ကဟိုဘာပဲပြောပြောတီတီငင်ငင်နဲ့ရင်ဆိုင်ဖို့တီတီငင်ငင်နဲ့ဖြတ်တန်းဖို့ကရောင်းခက်ခဲပါတယ်အဲ့တော့ကျွန်တော်တို့အာအဓိကတော့ငလင်လှုပ်နေတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုတီတီငင်ငင်ထားဖို့အရန်ရည်ကြည့်ပါတယ်နောက်တစ်ချက်ကကြတော့စိတ်ချတဲ့နေရာပေါ့နော်စိတ်ချရတဲ့နေရာမှာ ပုံခုဖို့အတွက်ပုံခုဖို့ဒါမှမဟုတ်လေထွက်ပြေးဖို့အတွက်ရန်ရေးကြည့်ပါတယ်အဲ့တော့ခုနပြောသလိုကိုနေတဲ့နေရာကစိတ်ချရလားဘယ်နေရာဒီမှာပုံခုရအဆင်ပြေလဲပေါ့နော်ငလင်ရဲ့ပြင်းအားပုံဟိုလှုပ်နေတဲ့အတိုင်းတာပုံမူတည်ပြီးတော့ပေါ့နော်အဲကိုနေတဲ့နေရာစိတ်မချရအောင်ဆိုစိတ်ချရတဲ့နေရာကိုအမြန်ဆုံးထွက်ပြေးဖို့အတွက်လိုအပ်ပါတယ်နောက်တစ်ချက်ကတကားတွေပေါ့နော်ကျွန်တော်အဲ့မှာအခန်းဒီမှာနေတဲ့လူတွေဆိုတကားတွေအများကြီးရှိမယ်ဆိုအဲ့တကားတွေကမလိုအပ်ဖ ೇನೆ ပိတ်ထားတာမျိုးတွေမလုပ်ထားပါနဲ့ เนาะတကားတွေကိုတကားတိုင်းအောင်ဖွင့်ထားစရာတော့မလိုဘူးပေါ့เนาะတကားတွေကိုဖွင့်ထားရမယ်မလိုဘဲနဲ့မတော့ခတ်ထားတာမျိုးတွေပေါ့လောချနာမျိုးတကယ်တကယ်ဖြစ်လာပြီဆိုရင်ဒီဟာအရန်အချိန်ကြန့်ကြာတယ်ပေါ့เนาะခုနပြောလို့ငလင်ကကြိုတိရအလွန်ဆုံး10မိနစ်2မိနစ်ဖြစ်တဲ့အတွက်အဲ့10မိနစ်2မိနစ်တုန်းကကျွန်တော်တို့အမြန်ဆုံးဘေးကင်းရအောင်ထွက်ပြေးရမှာပေါ့เนาะနောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပြိုကျနိုင်တဲ့အရာတွေပြုတ်ကျနိုင်တဲ့ပစ္စည်းအကြီးကြီးတွေအနားမှာမနေပါနဲ့ เนาะအဲ့ဒါအရန်အရေးကြီးပါတယ်เนาะကိုယ်ကိုထိခိုက်နိုင်တယ်ပေါ့เนาะနောက်တစ်ချက်ကဒါတော့ဂျပန်မှာနေတဲ့လူတွေအတွက်ပေါ့เนาะအချိန်ရရင်မြန်မာပြည်ကလူတွေလည်းပေါ့เนาะအချိန်ရရင်လုလို့ရပါတယ်အဲ့ဒါကကိုကအိမ်ကနေထွက်ပြေးတော့မယ်ဆိုကိုယ့်ရကိုယ့်အိမ်ကနေမထွက်ပြေးခင်မှာမှာ gas line နေပေါ့เนาะ gas တွေပိတ်ခဲ့တာမျိုးဒါအချိန်ရမှာပါเนาะအချိန်မရရင်တော့မတက်နိုင်ဘူးပေါ့เนาะနောက်ဒီလျှက်စစ်မီ breaker တွေချခဲ့တာမျိုးပေါ့เนาะ main ချခဲ့တာမျိုးဒါတွေလောက်ရပါမယ် နောက်ထွက်ပြေးတဲ့အခါမှာအထက်မြင့်မှန်နေတဲ့သူတွေဆိုရင်ဓလိကသုံးမယ်ဆိုရင်ဒါအရန်အနေအများတဲ့အချိန်တွေပါဓလိကလည်းမီးပြတ်သွားရင်တော့ဘာမှလုပ်လို့မရတော့အဲ့တော့ထွက်ပြေးတဲ့အခါမှာအထက်မြင့်ကလူတွေဆိုရင် လေကားကိုပဲအသုံးပြုရပါမယ်နော်လေကားကိုအသုံးပြုရမယ်နောက်ပြီးတော့အဲ့လိုထွက်ပြေးနေစဉ်အတွင်းမှာကျွန်တော်တို့ကတိုက်အမြင့်နေနားကနေကတ်ပြီးတော့ပြေးတာမျိုးတို့နော်ပြိုကျနိုင်တဲ့အရာတွေဝတ္ထုတွေရဲ့အနားကနေကတ်ပြေးတာမျိုးမလုပ်ပဲအတက်နိုင်ဆုံးကျွန်တော်တို့အဲဟလာဟင်းလင်းရှိတဲ့နေရာကိုဥတီပြီးတော့ပြေးတာကောင်းပါတယ် เนาะအဲဟိုပြိုကြနေနေနာကပ်ပြေးရင်တော့အဆောက်အဦးခိုင်ခန့်မှုပေါ်မူတည်ပြီးတော့ဒီအဆောက်အဦးပြိုကြရင်တော့ကိုပြေးနေနေလည်းပြီးသွားနိုင်တယ်ပေါ့เนาะအဲ့တော့အဲ့ဒါလေးတွေကိုလည်းတတိထားဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကပြေးနေတဲ့အခါမှာရောငလင်လှုပ်နေတဲ့အခါမှာအဓိကတတိထားရမှာပေါ့เนาะကိုလှုပ်ရှားနိုင်တယ်ဆိုရင်ကိုယ့်ရဲ့ဦးခေါင်းကိုထိကြိုက်ခံလို့မရဘူးအဲ့တော့ခုနကျွန်တော်ပြောဆိုင်ကယ်အုပ်ထုတ်လို့မာကြောတဲ့အရာတွေပေါ့เนาะအဲအဲ့လိုဟာမျိုးတွေကိုစောင်းထားဖို့အရန်ရေးကြည့်ပါတယ်။ဥကောင်ရှိသွားပြီဆိုကျွန်တော်တို့ဘာမှလုပ်လို့မရတော့ဘူးเนาะ။ဥပမာ မခြေလက်ထိွားရဲဆိုရင်နာနေရင်တော့မှအားတင်းပြီးပြေးလို့ရတယ်ဥကောင်းထိွားပြီးဘာမှလုံးမခေါင်းထိွားရဲမူးမေ့ပြီးလဲွားရဲဆိုရင်ဒါဘာမှလုံးလို့မရတဲ့အခြေအနေဖြစ်တယ်ပေါ့အဲ့အတွက်ခေါင်းကိုအလွဲတကူမထိအောင်လို့ကျွန်တော်တို့စိုက်ကယ်ဥထုတ်လို့မာကြောတဲ့ဥထုတ်တွေပေါ့နော် safety ဥထုတ်တွေကိုစောင့်ထားဖို့အတွက်အရင်ရေးကြည့်ပါတယ်ဒါငလင်လှုပ်နေတဲ့အခါမှာကျွန်တော်လှုပ်ရမှာ၄ပေါ့နော်ဟုတ်ပြီငလင်လှုပ်ပြီးတဲ့နောက်ဘာတွေဆက်ဖြစ်လာနိုင်လဲငလင်လှုပ်ပြီးရင်ကျွန်တော်တို့ဘာတွေဆက်လုပ်လို့ရလဲပေါ့နော် ဲ့နေရာမှာအဓိကတိထားမှာငလင်းဆိုတာကအဲသူက primary wave wave နှစ်မျိုးရှိတယ်ပေါ့နော် primary wave ဆိုတာရှိတယ် secondary wave ဆိုတာရှိတယ်ကျွန်တော်သိသလောက်ပေါ့နော်အ primary wave ဆိုတာငလင်းဒုံးဆိုတခါလှုပ်သွားတယ်ပေါ့နော်အဲမှာလူတွေကကြောင်သွားတယ်အဲ့လိုခေါ်မှာဟိုငိန်နေရနေလှုပ်သွားတာဖြစ်တဲ့တော့ဘာဖြစ်တာလဲပေါ့နော်အခုလက်ရှိကျွန်တော် CCTV တွေပြန်ကြည့်ကြည့်ပါအဲ့မှာ primary wave လောက်သွားတဲ့အခါမှာလူတွေကကြောင်အံ့ဖြစ်ကုန်တယ်အခုကျွန်တော်တို့ကြည့်ရတဲ့လောက်ပေါ့နော် တခါမှလည်းမကြုံဘူးလေဒီလောက်အကြီးမားတဲ့ငလင်းဆိုတာကကြောင်ရင်ဖြစ်ဘာလို့ရမယ်မသိတာမျိုးတွေပေါ့နော်ကြောင်ပြီးတော့ရက်နေတယ်ပြီးတော့မှငလင်းကဆက်ပြီးတော့ secondary wave ဆိုတာဆက်လှုပ်လာတာရေ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 ာဆိုပို့ပြီးတော့အားပြင်းလာတာပေါ့နော်အဲ့တော့ primary wave ကအလောက်ကြီးအာမပြင်းဘူးအဆောက်အဦတွေမပြိုသေးဘူး secondary wave ကြမှာဒီအဆောက်အဦတွေကိုဖြိုချနိုင်တဲ့ပမာဏအထိအားပြင်းလာတာပေါ့နော်အဲ့လိုမျိုးနောက်ဆက်တွဲငလင်းတွေလည်းထပ်လှုပ်နိုင်တယ်အဲ့ဒီငလင်းတွေပြီးတဲ့ပြန်မှာငလင်းငလင်းအကြီးပြီးသွားတဲ့ခါမှာပေါ့နော် ဲ့အတွက်ကိုကစိတ်မချအောင်ဆိုရင်စိတ်ချတဲ့နေရာကိုအမြန်ဆုံးငလင်းငိန်နေတဲ့အခါမှာအမြန်ဆုံးရွှေ့ပြောင်းဖို့အတွက်ရည်ကြည်တယ်။နောက်တစ်ခုကဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်လက်ရှိမြန်မာနိုင်ငံမှာရောဟိုဈေးဝယ်နေတဲ့နေရာတွေပေါ့နော်ပစ္စည်းတွေပေါ့နော်သုံးဆောင်ပစ္စည်းတွေဝယ်လို့မရတာမျိုးတွေခက်ခဲသွားတာမျိုးတွေရှိတတ်တယ်။အဲ့တော့ကို့အတွက်ရန်ရည်ကြည်ရဲဆိုတဲ့ဟာတွေကိုခုန emergency bag တဲမှာထည့်ထားဖို့လည်းလိုအပ်ပါတယ်။နောက်ပြီးတော့ခုနပြောတဲ့အဲဓမီပေါ့နော်ဓမီနဲ့အရေးပေါ့အဲ့ အဲ့ဒါအမြဲတမ်းကိုနဲ့မကွာဆောင်းတော့ဘူးအရေးကြီးပါတယ်နော်အဲ့တော့အဲ့ကြောင့်ကြောပေါ်အိတ်လိုလွယ်အိတ်တီပေါ့နော်လွယ်အိတ်တီဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒီဟာကိုငလင်လှုပ်နေစင်ရောမလှုပ်ခင်ရောအဲလှုပ်ပြီးတဲ့နောက်ပိုင်းမှာကိုနဲ့မကွာဆောင်းတော့ဘူးအရေးကြီးပါတယ်နောက်ပြီးတော့အဓိကအရန်အရေးကြီးတာကပြိုကျနိုင်တဲ့အရာတွေလဲပြိုနိုင်တဲ့အရာတွေလဲကျနိုင်တဲ့အရာတွေအဲ့ဒီဒီအရာတွေရဲ့အဝေးဆုံးမှနေတာအကောင်းဆုံးမှငလင်ရဲ့သဘောတဘာဝကပြီးပြီးကျွန်တော်တို့အသက်ဆုံးရှုံးရတာဖြစ်တဲ့အတွက်ကြောင့် ကိုကအပိမခံဘူးသူကဟာလာဟင်းလင်းပေါ့နော်ကို့ဘေးနားကို့ပတ်ဝန်းကျင်မှာပြိုကျတဲ့အရာရှိမရှိကိုအမြဲတမ်းစစ်ဆေးနေဖို့ရည်ကြီးပါတယ်နောက်တစ်ချက်ကအရန်ရည်ကြီးတာခုနကလည်းပြောခဲ့ပါတယ်ခေါင်းကိုဂယူးဆိုင်ပါကျွန်တော်လူတစ်ယောက်မှာခေါင်းကအရန်ရည်ကြီးပါတယ်နောက်ဒီခေါင်းကိုတခုခုထိသွားပြီဆိုရင်ကျွန်တော်ဘာမှလုပ်လို့မရတော့ဘူးပေါ့နော်အဲ့တော့ဦးခေါင်းကိုအထိကိုက်ခံလို့မရပါဘူးခေါင်းကိုဂယူးဆိုင်ပါမယ်နောက်ပြီးတော့လုံခြုံဘေးကင်းတဲ့နေရာကိုအတက်နိုင်ဆုံးအမြန်ဆုံးပြောင်းရွှေ့ရမယ် เนาะအဲ့တော့အခုဂျပန်မှာနေတဲ့လူတွေဆိုရင်လည်းကျွန်တော်တို့ဒီဂျပန်ဆိုးရနေပြီးတော့ကျွန်တော်ဒီတဘာဘီရင်းနေနဲ့ပတ်သက်ပြီးတော့ဘီကင်းတဲ့နေရာတွေတတ်မှတ်ထားတာရှိတယ်။ဥပမာစာတင်ကျောင်းလိုနေရာမျိုးစာတင်ကျောင်းမှာဆိုဘောလုံးကွင်းတွေရှိတယ်ပေါ့နော်။စာတင်ကျောင်းလိုနေရာမျိုးတွေနော်။ပန်းချံလိုနေရာမျိုးတွေပေါ့နော်။စသဖြင့်ကိုယ့်ရဲ့ကိုယ်နဲ့အနီးဆုံးဘီကင်းရာလုံခြုံရာပေါ့နော်။အဲ့ဟာကိုကျွန်တော်တို့ရှာဖွေထားဖို့လိုအပ်တယ်။သူမြန်မာပြည်မှာဆိုရင်လည်းအဲဟိုအဓိကကွင်းပြင်လိုနေရာမျိုးပေါ့နော်။ကွင်းပြင်လိုနေရာမျိုးနော်။ ကွာကြိုပြီးတော့တိထားရမှာပေါ့နော်ငါတကယ်လို့ငလင်လှုပ်လာရင်ငါဘယ်ဟုတ်ပြေးချင်းဘယ်ဟုတ်ပြေးမလဲပေါ့နော်အဲ့ဒါအရန်ရေးကြည့်ပါတယ်ဟိုကြောက်ရလန့်အားနဲ့ချေဦးတရပြေးရင်ကို့တော့အရန်အန်ရဲများပါတယ်နော်အဲ့တော့ငလင်မလှုပ်ခင်တည်းကငါဘယ်ဟုတ်တကယ်လို့ငါပြေးရမယ်ဆိုရင်ဘယ်ဟုတ်ပြေးမလဲပေါ့နော်ဒါကိုကို့မိသားစုဝင်တွေရောကို့ရဲ့အတိမိတ်ဆွေတွေရောတခါတည်းငါတို့ဘယ်ဟုတ်ပြေးကြမယ်ပေါ့နော်စသဖြင့်ကြိုပြီးတော့တတ်မှတ်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ် အဒီလောက်ဆိုရင်တော့ကျွန်တော်တို့အလုံလောက်မယ်လို့တော့ထင်ပါတယ်အဲကျွန်တော်ပြောရတဲ့တဲမှာလိုအပ်တဲ့အချက်တွေလည်းရှိကောင်းရှိပါမယ်အဓိကတော့အဒီငလင်နဲ့ပတ်သက်ပြီးတော့ဘ ഹു တ္တရှိထားဖို့အရန်အရေးကြီးပါတယ်အရန်အရေးကြီးဆုံးကတည်င်းအမားတွေကိုကျွန်တော်တို့နားဆွင့်ဒီဘယ်လိုပြောမလဲနားယောင်လို့မရဘူးပေါ့နော်အဲ့လိုနားယောင်တဲ့အခါမှာကိုယ်ပဲဒုက္ခရောက်မှာအဲ့လက်ရှိမှာဆိုရင်ကျွန်တော်တို့ကိုကိုကိုယ်တိုင်းမဖြစ်ပေမဲ့ကိုမိသားစုဝင်တွေမပါပေမဲ့လည်း ကိုမြန်မာနိုင်ငံသူနိုင်ငံသားတွေဟိုဒုက္ခရောက်နေတဲ့အခါမှာအားလုံးကတော့စိတ်ထိခိုက်ကြေကွဲနေကြတာပဲပေါ့နော်အဲ့ဒီပေါ်မှာအပူပေါ်တပူပေါ်နှစ်ပူဆင့်ဆိုသလိုမျိုးမဖြစ်ရအောင်လို့ကျွန်တော်တို့အရန်အဲတည်င်းအမှားတွေကိုပေါ့နော် ကိုကိုတိုင်းလည်းအာနားမထောင်နားမယောင်မိသလိုမျိုးကိုကိုတိုင်းကလည်းတည်င်းအမှားကြီးကိုဖြန့်ဝင်နေတာမျိုးလည်းမဖြစ်ဖို့အရန်ရည်ကြည့်ပါတယ်အားလုံးပဲဘေးကင်းကြမှာကြပါစီ